ပါတယ်ကိုရန်ကြိုက်ရတဲ့ idol တယောက်လည်းဖြစ်တယ် senior တယောက်လည်းဖြစ်တယ်အကိုလည်းအမြဲတမ်းလေးစားအားကြရတဲ့သူဆိုတော့အကိုကအာဒီ choose နဲ့အတူတူတွဲပြီးတယောက်ဆောင်တဲ့အခါမှာ senior အကောင်းပြီးသွားဆောင်တဲ့အာတင်ပြပေးရတယ်ရှိရယ်လိုအပ်တာတွေထောက်ပြတာတွေရှိရယ်ပြီးတော့ဟိုအမှတ်တရတစ်ခုအနေနဲ့အကိုပြောရမယ်ဆိုတော့အဲ့ဒီကားလေးမှာမှမရအကိုကချူးကိုဒီသူနဲ့အတူတူတယောက်ဆောင်နေတဲ့အချိန်မှာ အာချူရဲ့အဲ့မှာစင်းတစ်ခုရှိရဲ့ချူငိုရတာပေါ့နော်ဒရမာတစ်ခုအဲ့လိုမျိုးသူနဲ့အတူတူတရုပ်ဆောင်နေတဲ့အချိန်မှာကိုနေတို့ကညီမလေးရဲ့ဒီစင်းလေးအရန်ကောင်းတယ်တရုပ်ဆောင်တာဆိုပြီးသူ့ရဲ့ချီချူစကားလေးကြားရတော့အရင်တည်းမှာအရန်ဝမ်းသာပီတိလည်းဖြစ်တယ်ကိုအရန်အားကြားတဲ့ senior ယောက်ကကိုကိုချီချူစကားဆိုတာဆိုတော့ကို့အတွက်ခွန်အားတွေလည်းရှိတယ်ပို့ပြီးတော့လည်းစ조사ဖို့အတွက်ဟိုကို조사ဖို့ခွန်အားတွေပို့ရှိလာတာပေါ့လေဒါကတော့ချူအတွက်အမှတ်တရလေးတစ်ခုပါပဲဟုတ် ကျွန်တော်ကကျိုးနေဖြစ်ပါတော့ဒီနေ့ကတော့ဒါကန်နဝင်ငတိုးပေါ့နော် the pressure တို့အတွက်ချူလဲပါဝင်ထားတာမျိုးဒီပွဲလေးကိုတက်ရောက်ဖြစ်တာပါဟုတ်အဒီကန်နဝင်ငတိုးကပေါ့နော်ချူစရိုက်ခရရအခုယုံတင်တဲ့အချိန်ထိကိုအရန်ကိုချူစောင့်မျှော်နေရတဲ့ရုပ်ရှင်ကားကြီးဆိုတော့အဲ့အဲထဲမှာလဲချူအကောင်းဆုံးစူးစမ်းထားတဲ့ဟာလေးကိုချူကြည့်ရအောင်လို့ဆိုအရန်ကိုရင်ခုန်နေပါတယ် ဖြစ်မှာတော့ဆိုဒီကန်နဝင်ငတိုးဆိုကြတဲ့တော်ကားလေးဆိုတော့တော်သူပုံစံမဝေးရတာပေါ့လေလန်းလန်းမဝေးလို့မမရတာဆိုတော့ဒီကားလေးကကျတော့ character ကကျတော့ဒီမူမူကကျတော့သူကအဒကောင်ကျွတ်ဟိုရွာမှာပေါ့နော်သူကအဒီအေဂျီမာရောကန်အဒီငတိုးတို့ရဲ့အချစ်တော်ပေါ့နော်တကယ်ချင်းအချစ်ဆုံးအရင်းနှီးဆုံးတကယ်ချင်းဒါပေမဲ့သူ့ရဲ့ဘဝလေးအရင်သနာစရာကောင်းတယ်ဘလို့အချိုးကွေးအလှဲ့ပြောင်းလေးလာအောင်လဲဆိုတော့အယုံကြည်ဒီကားမှာပေါ့နော်အားပေးကြပါအောင်လို့ အဲအဲ့လိုတော့ကွာခြားမှုရလို့မရှိပါဘူးသူစက်ကဟိုဘဲဘဲဇလန်ဘယ်လို character မျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုတရုတ်ဆောင်ရမယ့်ပုံမှာတော့အကောင်းဆုံးအတက်နိုင်ဆုံး character မိမိကြီးကတော့အများနဲ့ပြင်ဆင်ပြီးတော့အများနဲ့လောက်ဆောင်ခဲ့တာပဲလေဟုတ်မဖြစ်ပါဘူးဘယ်လိုပြောရမလဲဟိုတောသူရလို့အဲ့လိုမျိုးကြီးတွေ ထရေဒူးပြင်ဆင်ရတာမျိုးမရှိဘူးအဓိကဒီဇက်ကောင်ထဲမှာဒီဇက်ကောင်ကဒီလိုပုံစံမျိုးအနေနဲ့ပဲတရုပ်ဆောင်ကမှမဟုတ်လို့ဒီမူမူကာရိုက်တာကိုပဲအကောင်းဆုံးစူးစမ်းပြီးပြင်ဆင်ခဲ့တာပါဟုတ်အဲ့မှာကြာအောက်မှာကြံတကာအလေးမှမြည်ပဲယူတိတ်ဆုံးတိတ်ဂျိတ် ်ရှိပါတယ်ကိုရန်ကြိုက်ရတဲ့ idol တယောက်လည်းဖြစ်တယ် senior တယောက်လည်းဖြစ်တယ်အကိုကလည်းအမြဲတမ်းလေးစားအားကြရတဲ့သူဆိုတော့အကိုကအာဒီ choose နဲ့အတူတူတွဲပြီးတယောက်ဆောင်တဲ့အခါမှာ senior ကောင်းပြီးသွားဆောင်တဲ့အာတင်ပြပေးတာရှိရယ်လိုအပ်တာတွေထောက်ပြတာရှိရယ်ပြီးတော့ဟိုအမတ်တရတခုအနေနဲ့အကိုပြောရမယ်ဆိုအဲ့ဒီကားလေးမှာမှမရအကိုကချူးကိုဒီသူနဲ့အတူတူတယောက်ဆောင်နေတဲ့အချိန်မှာအာချူရဲ့အဲ့မှာစင်းတစ်ခုရှိရချူငိုရတာပေါ့နော်ဒရမာတစ်ခုအဲ့လိုမျိုးသူနဲ့အတူတူတယောက်ဆောင်နေတဲ့အချိန်မှာကိုနေတို့က ညီမလေးရဲ့ဒီစင်းလေးအရင်ကောင်းတယ်တရုတ်ဆောင်တာဆိုပြီးသူ့ရဲ့ချီကျူးစကားလေးကြားရတော့အရင်ထဲမှာအရင်ဝမ်းသာပီတိလည်းဖြစ်တယ်ကိုအရင်အားကြရတဲ့စီနီယာယောက်ကကိုချီကျူးစကားဆိုတာဆိုတော့ကို့အတွက်ခွန်အားတွေလည်းရှိတယ်ပို့ပြီးတော့လည်းစ조사ဖို့အတွက်ဟိုကိုစ조사ဖို့ခွန်အားတွေပို့ရှိလာတာပေါ့လေဒါကတော့ဂျူးအတွက်အမှတ်တရလေးတစ်ခုပါပဲဟုတ်အဲကိုနေတိုးလေးကအဲ့ကဒုတိယယုံယုံကြီးကပေါ့နော်ပထမတရေကယုံကြီးကလည်းကိုနဲ့ကစုံစုံခဲ့တာဆိုတော့ဒီကန္နဝင်ငတိုးကဒါဒုတိယမြောက်ရွှေရှင်ကားကြီးပါဟုတ် အပါရာဘောဟိုဟိုအကိုကဒါဘာဖြစ်သူတို့လေးစားအားကြရတဲ့ idol တယောက်ပဲလေသူရဲ့တရုပ်ဆောင်မှုတွေကိုအရန်ကိုအားကြရတဲ့အမင်းသားတလက်ပါဟုတ်အကောင်ကြီးရင်ဈေးတစ်မျိုးအကောင်သေးရင်ဈေးတစ်မျိုးဈေးရပေးရမယ်ဈေးရအရွယ်အစားမတူဘူးအမျိုးအစားမတူဘူးနော်အေးအေးအေးဟုတ်ပြီဟုတ်ပြီအေးနော်တောက်ဈေးလောင်းနဲ့တော့ပျောက်ပါအေးတောက်ဈေးပဲတော့ပါအရန်ငယ်တော့မဟုတ်ဘောဟိုအတန်းရွယ်ပိုင်းခြားတစ်ခု20 20ကျော်19 20လောက်တော့ရှိမှာပေါ့လေ အာချူအချူဒီအရင်အားကြရတဲ့မင်းသားတွေထဲမှာမင်းသမီးတွေမှာဆိုလို့ရှင်မအူဝဲတို့မတတ်မွန်တို့အရင်သဘောကြရတာမင်းသားတွေမှာဆိုလဲကိုနေတို့ကိုမြင့်မြတ်တို့ကအရင်သဘောကြရတာဆိုတော့တို့တွေနဲ့အခုချိန်မှာကိုကတွဲပြီးတော့တယောက်ဆောင်ရတဲ့အခါမှာတကယ်ဝမ်းလဲဝမ်းသာပြောလဲပြောပါတယ် ဒါကလည်းအိမ်မက်တစ်ခုပဲလေချူရဲ့အနုပညာသမားရဲ့ချူဆိုလဲဒါစူးစားခဲ့ရတာကိုနှစ်တာဝန်းကျင်ရှိပြီပေါ့နော်ပြန်တွဲကြည့်မယ်ဆိုရင်ကိုရဲ့ဟိုအတိမိတ်ဆွေတွေပြောတာတွေရောဘာဖြစ်ကိုစူးစားခဲ့ရတဲ့ ရှောက်ခဲ့ရတဲ့အလျောက်ဆိုရင်ကိုနှစ်တာအတိုင်းတာဆိုတာနေရာတနေရာရောက်ကိုရောက်နေရမယ့်အခြေအနေပေါ့နော်ဒါပေမဲ့ကိုကကျတော့ကိုရဲ့လမ်းမမှန်ပဲရှောက်ခဲ့တယ်ဟိုဘသူ့မှာလည်းအရင်ဟိုဘယ်လိုပြောမလဲအဓိကတော့အမှုပညာသမားကဟိုစမ်းနဲ့လည်းဆိုင်တာကိုဘယ်လောက်ပဲစူးစမ်းအချိန်ခါကြရတဲ့ခါကြရင်တော့ဘယ်လောက်ကြီးပဲ ဟိုတစ်နှစ်ပဲကြိုးစားစားနှစ်နှစ်ပဲကြိုးစားစားဟို10နှစ်လောက်ကြိုးစားစားလဲတစ်နှစ်နှစ်နှစ်နဲ့ကြိုးစားပြီးသူစမ်းသူ့ရဲ့အချိန်ခါကြတဲ့သူကလည်းပေါက်မှာပဲကိုဘလောက်ပဲကိုနှစ်တာကြိုးစားခဲ့ခဲ့ကိုအချိန်ကြမှာပေါက်မှာဆိုတော့ဟိုဘာဖြစ်ဖြစ်ကိုကတော့ထပ်ပြီးတော့ကြိုးစားနေရအောင်ပါပေါ့နော်ကိုလိုချင်တဲ့နေရာပန်းနိုင်ရတော့မရောက်တော့မရောက်သေးဘူးဒါပေမဲ့အများကြီးတော့ကြိုးစားနေရဒီအခုရောက်နေတဲ့နေရာကိုလည်း ကျင်းနေပါတယ်အဲ့ဒါတွေကတော့ကိုမမဟုတ်ပါဘူးလူပညာသမားတိုင်းကြုံတွေ့ခဲ့ရမှာပဲလေချူရှိမှလည်းအများအိုက်ပြောခဲ့ပြီးသွားပြီဆိုတော့ဒါတွေကထူထူးထူးတော့ပြောကြတာမရှိတော့ပါဘူးဒါကဟိုလူပညာလန်းကဒီလိုမျိုးလျှောက်လန်းတာကောင်းဟိုအမှန်အမှန်ပဲရည်တည်သူရှိမယ်အမှားပဲရည်တည်တဲ့သူရှိမယ်ဘတ်ပေါင်းဆောင်ကဟိုအမျိုးမျိုးကန်းလန်းတာရှိမယ်ဒါကိုလက်ခံတဲ့သူရှိမယ်လက်မခံတဲ့သူတွေရှိမယ်ဆိုတော့ရှိမှလည်းအများအိုက်ပြောခဲ့ပြီးပြီဆိုတော့ထပ်ပြီးတော့တော့အများကြီးပြောကြတာမရှိတော့ပါဘူးအဲ့လိုတော့မရှိပါဘူးဒါကသူတို့ရဲ့အဲရွေးချယ်မှုပေါ့သူတို့ရဲ့ choice ပဲ သူတို့ဒီလမ်းကိုလျှောက်တယ်သူတို့အောင်မြင်ခြင်းလို့သူတို့လျှောက်တာဆိုတော့သူတို့ရဲ့စိတ်ခံစားမှုပဲလေကိုလည်းကိုလိုချင်းကိုလျှောက်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ခံယူချက်ကကြတော့ကို့မှာအရေးချင်းရှိရဲတနေ့ရောက်ကိုရောက်ရမယ်ဆိုရဲစိတ်ထားထားတာဖြစ်တဲ့အတွက်ဘလိုပဲဖြစ်ဖြစ်အဓိကကတော့လူတွေပေါ်မှာပဲမူတည်ပါတယ်ဟိုဘလောက်ကြီးပဲနေရာပေးပေးလဲခုနကချုပ်ပြောသလိုစမ်းရှိမှလည်းဖြစ်တာလေနော်ဟို ဟိုကားကား20ကား30လောက်ရိုက်နေရပြီးတော့လဲဟိုဆန်းမရှိရင်အမှုပညာလုံးလို့မရဘူးလေဆိုတော့အဓိကကတော့ဆန်းနဲ့လဲဆိုင်နေဘယ်တော့ပဲနေရပေးပေးကို့မှာဝမ်းစာပြည့်နေဖို့ကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့သူကတော့ဘယ်လိုပဲဖြစ်ဖြစ်ကို့ကိုကိုဝမ်းစာအရင်ဖြည့်တယ်ဟိုကိုဟိုရတဲ့နေရာပေါ့နော်အဓိကကတော့ character တစ်ခုပေါ့ ကရိုက်တာတစ်ခုမှာကိုလောက်ွက်ရမယ့်ဥစ္စာကိုကိုအကောင်းဆုံး choice ပြီးတော့လက်ခံဖြစ်တယ်။အဲဒီလက်ခံတဲ့အပေါ်မှာကိုအကောင်းဆုံးစေတနာထားပြီးတော့အမြဲတမ်းလုပ်တဲ့အတွက်လည်းချူးကိုအားလုံးကဟိုအတိမတ်ပြုလာတယ်လို့တော့ချူကဟိုထင်ပါတယ်ဟုတ်။အဲ့တော့အခုအခုအရင်ကလေးကလည်းဒါကိုကိုလူကိုဆွဲထည့်တာတော့အခုချိန်မှာပြီးရတဲ့သူတွေဟိုပဲနေရာပေးတယ်ဆိုတော့လည်းသူတို့ဘလောက်ပဲပေးပေးလေခုနအချူပြောသလိုပဲအဓိကကတော့ကိုရဲ့အမှုပညာပါရမီစမ်းပါမှလည်းအချိန်ကြမှလည်းလူကဖြစ်တာဆိုတော့လေ အာဘလောက်ပဲနေရပေးပေးဘလောက်ပဲဟိုဟိုရိုက်ရရိုက်ရပေါ့နော်အဓိကဆန်းနဲ့လဲဆိုင်လာဆိုတော့ဒါသူတို့ရဲ့ကံပဲပေါ့နော်သူတို့ရဲ့ဒီလိုမျိုးလေးအခွင့်အရေးတွေရတော့အဲ့ဒီပုံမှာသူတို့အကောင်းဆုံးအသုံးချနိုင်မယ်ဆိုလို့ရှိရင်တော့သူတို့အတွက်ဒါ blessing တစ်ခုပေါ့နော်ကိုရီကျတော့အဲ့လိုအခွင့်အရေးမျိုးမရှိခဲ့ဘူးလေတခါမှမရှိခဲ့ဘူးကိုမသားကိုအရန်ကိုစူးစမ်းရုံးကန်ရတဲ့အခါကျတော့တခါတလေကျတော့လေသူတို့လိုမျိုးလေးတွေအဲ့လိုအခွင့်အရေးလေးရချင်တာပေါ့လေကိုလည်းသိရမလားအဲ့လိုလွလွန်နဲ့အခွင့်အရေးလေးရချင်တာပေါ့ဒါပေမဲ့ကိုရီဘွားကဟိုကခက်ခဲတယ်အရန်ကိုစူးစမ်းမှနေရာတနေရာရတဲ့အခါကျတော့ အခွင့်အရေးရတဲ့သူတွေကိုလည်းတကယ်အားကြပါတယ်ဒါအဲ့လိုအဲ့လိုအခွင့်အရေးတွေပေးခဲ့တယ်ရခဲ့တဲ့ခါကျရင်လည်းအကောင်းဆုံးစ조사ပါလို့ပဲသူကတော့သူတို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကြာရှုံးမှုတွေကတော့အများအမ်းပါပဲတောက်လျှောက်ကတော့အများအမ်းကြာရှုံးမှုအောင်မြင်မှုဆိုတာအများအမ်းရှိတယ်အဲ့ဒါတွေကိုတ냔ခံပြီးတော့အခုချိန်အထိကိုသူကအနုပညာတစ်ခါကျရင်ငါတော်ပြီးအနုပညာအလုပ်ကိုဆွန့်လွတ်လိုက်တော့မလုပ်တော့ဘူးဆိုတဲ့စိတ်အခါမျိုးတွေအများအမ်းဖြစ်ဘူးတယ်ဒါပေမဲ့လည်းဩငါအရန်ချစ်တဲ့အနုပညာတစ်ခုငါရအောင်စ조사အောင်မယ်ဆိုပြီးတော့စ조사လာတာကိုအခု9နှစ်တာ ကာလာရှိပြီဆိုတော့ထပ်ပြီးတော့လည်းချူစူးစားနေဦးမှာပါဘာဖြစ်လို့ဆိုတော့ဇွဲမလျှောက်ဘူးပေါ့နော်ကိုအသက်အရွယ်ပိုင်းခြားရကိုစူးစားနိုင်လောက်တဲ့အချိန်နေအထိကိုချူကအကောင်းဆုံးစူးစားနေဦးမှာဆိုတော့အာခုနကချူပြောတယ်လို့ပဲစိတ်တက်ကြတဲ့အခါတိုင်းမှာတော့ကိုကိုကငါ့မှာငါပဲရှိတယ်ငါစူးစားမှငါသာပြိုလဲနေမယ်ကြာရှုံးနေမယ်ဆိုလို့ရှင်ဘယ်တော့မှဟိုဘယ်လိုပြောရမလဲဖြစ်ချင်တဲ့အရာဖြစ်လာမှာမဟုတ်ဘူးလေအဲ့တော့အခုနောက်ပိုင်းကကိုကိုကိုအရင် positive ပဲအရင်တွေးလာတယ် ဟုတ်တော်ရှိမဟုတ်တော်ရှိငါကံကောင်းတော့မယ်ငါရုပ်ရှင်ကားရရရတော့မယ်ဇလန်တွေအများကြီးရရတော့မယ်ဆိုတော့စိတ်ပဲအမြဲတမ်းထဲ့ထားတယ်စိတ်ဆင်းရဲမှုတွေထဲ့နေအဲ့စိတ်ဆင်းရဲမှုတွေကကိုယ့်စီကိုအမြဲတမ်းဓာတ်နေမှာဆိုတော့အပျော်တွေပဲအကောင်းတွေပဲအကောင်းတွေပဲလက်ခံတယ်ကိုကဘရောမလေးဟိုဘယ်လိုပြောရမလဲဟိုပတ်စံမရှိဘူးဆိုရင်တော့ပတ်စံမရှိဘူးဆိုတာဘရောမမညီဘူးငါပတ်စံရှိရယ်ငါပတ်စံနေဝင်တော့မယ်ငါအလုပ်တွေရတော့မယ်ဆိုတဲ့ဟာမျိုးပဲအမြဲတမ်းတွေးပြစ်တာဖြစ်တဲ့အတွက်ကိုကိုယ့်စီကိုအကောင်းတွေပဲလာတယ်အခုနောက်ပိုင်းအဲ့လိုမျိုးလေးတွေအမြဲတမ်းတွေးဖြစ်တယ်ပေါ့နော်ဟုတ် အနုပညာသမားတွေရဲ့ပန်းနိုင်ကတော့အဲနောက်ဆုံးကျသူတို့ရဲ့ဟို ရိသတ်တွေအတိမပြူမှုအကယ်ဒမီပေါ့နော်ဒါကတော့ချူရဲ့ချူလဲလိုချင်ဆုံးစုတစ်ခုပေါ့ဒါပေမဲ့အကယ်ဒမီရဖို့အတွက်ကချူအများကြီးစူးစမ်းရအောင်ပဲပြီးတော့အခွင့်အရေးတွေရှိလာမှကိုယ့်ရဲ့ character ပေါ်မှာအကောင်းဆုံးလုံနိုင်မှလဲအကယ်ဒမီဆိုတာကြီးကထိုက်တန်ပါလေအဲ့တော့အများကြီးစူးစမ်းရပါအောင်ပဲလို့ဒါချူရဲ့ပန်းနိုင်တစ်ခုပေါ့နော်ဟုတ်အာဒါဒီကားလေးမှာချူရဲ့ပါဝင်ခဲ့တဲ့ဒီအခန်းကဏ္ဍပေါ့နော်မူမူဆိုတဲ့ character လေးမှာချူအကောင်းဆုံးအတက်နိုင်ဆုံးချူစူးစမ်းထားပါတယ်လို့ချူတို့ဒီအဖွဲ့ဒါရီအားလုံးပေါ့နော်ဝင်းရံပြီးတော့အားပေးကြပါအောင်ပြောချင်ပါတယ်အားလုံးကျေးဇူးများ